ဒီလိုမျိုးယဟန်နေတက်မရောပိုင်းလေးမြန်နေလေမှုတွေဆုံးရှုံးတဲ့အခါမှာစဉ်းစားကြည့်လေထိုင်းနိုင်ငံမှာစင်ကာပူမှာတရုတ်နိုင်ငံမှာအိန္ဒိယမှာမကြသေးခင်စစ်ဖြစ်ခဲ့တဲ့ပါကစ္စတန်နဲ့ဟုတ်လားအဲ့လိုနိုင်ငံတွေမှာသူတို့ယဟန်ရင်ပြက်ကြတယ်တိုက်ပွဲမှာဖြစ်ဖြစ်ရိုးပြက်ကြတာဖြစ်ဖြစ်တေဆုံးကြပြီဆိုရင်အဲ့နိုင်ငံမှာရှိတဲ့အစိုးရတွေကနေပြီးတော့ပြည်သူတွေကနေပြီးတော့ကွန်ပျူတာတွေမှတ်တမ်းတင်ကြတယ် ထပ်ဆောင်ကတိုင်းဝန်မှုတည်ပြီးတော့လဲဓာတုတွေပေးကြတယ်ဂုံပြူကြရတယ်သူရဲကောင်းတွေဖြစ်နေလဲဂုံပြူတိုင်းမျိုးတွေရှိခဲ့ပါတယ်တရားဝင်ဖြစ်နေဒါပေမဲ့ဘာလို့ဒီနိုင်ငံမှာတော့ပြည်ဝနိုင်ငံမှာတော့ဒီကိစ္စကိုဖုံးပြခံနေရတယ်တစ်ဖက်ကလည်းဝမ်းသာအားရနဲ့ငတ်ကင်ရပြီချက်ကင်ရပြီပြောတယ်ဟေးဟလာ bravo ဆိုတဲ့ဟာမျိုးတွေကိုဆိုရှယ်မီဒီယာမှာဘာလို့တက်ပြီးရေးကြတာလဲကျွန်တော်မြန်မာလူပေါ်မှာဘာတွေဖြစ်နေလဲပြည်ထနာရဲ့အဓိကတရားခံကတော့ 2021မှာအာနာသိင်ခဲ့တာပဲစခဲ့တာပဲလို့ကျွန်တော်ကတော့အလိုမြင်တယ်အဲ့စခဲ့တဲ့အခါမှာလဲစစ်တပ်ကပြည်သူလူထုကိုဗျံသူလို့လုပ်ခဲ့တဲ့ကိစ္စအဲ့တော့ဒီနေ့အာနာသိင်ထားတဲ့ဗိုလ်ချုပ်ကြီးတွေကတကယ်အမှန်ကိုသိကျင်ရင်တရားအမှန်ရကျင်တယ်ဆိုရင်တော့ကျွန်တော်တင်တယ်ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတော့တို့မှန်မှန်ကန်ကန်စဉ်းစားရမယ့်အချိန်လို့ကျွန်တော်တော့အလိုပဲထင်ပါတယ်ဘာကြောင့်လူတွေပျော်နေတယ်လဲဆိုတာကိုတို့သိဖို့လိုတယ်လို့ကျွန်တော်ထင်